ားလုံးပဲမင်္ဂလာပါ Live Success Facebook Page နဲ့ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာဘဝအတွက်စိတ်ကွင်းနာထက်လက်တွေ့ကျတာကိုလောက်ပါဆိုတာနဲ့ပတ်သက်ပြီးတော့လူငယ်တွေအတွက်အနေငယ်ပြောချင်ပါရစေ။ကျွန်တော်တို့တွေငငယ်ကတည်းကကြီးလာရင်ဆရာဝန်လုပ်မယ်၊ engineer လုပ်မယ်ဆိုပြီးစိတ်ကူးတွေရည်မှန်ချက်တွေစီကြတယ်။ကြီးလာတော့ကိုအဲ့ဒီစိတ်ကူးတွေတကယ်ဖြစ်လာကြလား။စိတ်ကူးထားတဲ့အတိုင်းကိုလုပ်ဖြစ်ကြလား။တချို့လူတွေကစိတ်ကူးတဲ့မှာအင်ဂျီတွေ၊ကားကြီးတွေ ခီးသွားဖို့အစီအစဉ်တွေဆွဲထားကြတယ်။ဒါပေမဲ့အဲ့ဒီအိမ်မက်ကိုတကယ်ပြစ်လောက်အောင်ဘာလို့မှလဲဆိုတာကိုမစင်စားကြဘူး။လက်တွေ့ကျတဲ့အစီအစဉ်မရှိရင်အဲ့ဒီအိမ်မက်တွေကလေထဲမှာလေနဲ့အတူပြောက်ွက်သွားမယ်။စိတ်ကူးရင်နာကအမင်းကိုခဏတာပျော်စင်စေနိုင်တယ်။ဥပမာအနေနဲ့ပြောရရင်မင်းကတထည်ကြီးတယောက်ဖြစ်နေပြီ။ခန်းချိန်မှာအင်ဂျင်နဲ့နေတယ်လို့စိတ်ထဲမှာမြင်အောင်ကြည့်လိုက်ပါ။ဒါပေမဲ့မနေ့ကမှမျက်လုံးဖွင့်လိုက်တဲ့အခါ မင်းရဲ့အဲ့ရဘေးမှာဗန်စာအုပ်တွေလိဟနေတာကိုမြင်ရမယ်လက်တွေ့ဘဝမှာအလုံးမလို့ရင်ဘယ်တည်းမှမဖြစ်လာနိုင်ဘူးလက်တွေ့ကြတာကိုဦးစားပြည့်တဲ့ဆိုတာအမန့်တွေကိုဆွလို့ရမယ်လို့ပြောချင်တာမဟုတ်ပါဘူးဒါပေမဲ့အဲ့ဒီအမန့်တွေကိုတလန်းချင်းတိစားဖို့အစီအစဉ်တကြလုပ်ရမယ်ဥပမာမင်းကစာရေးဆရာတရားဖြစ်ချင်တဲ့ဆိုရင်စိတ်ထဲမှာစာအုပ်တွေယဉ်ညံ့တာကိုမြင်အောင်နေတာထက်အခုချက်ချင်းစာအုပ်နဲ့ဘောပင်ကိုယူပြီးစာရေးကြည့်လိုက်လက်တွေ့ကိုရင်ဆိုင်နိုင်မှမြေပေါ်ကပြောင်းလဲမှာ လက်တွေ့ကြတဲ့လူတွေကိုကြည့်ပါ သူတို့ကစိတ်ကူးရင်တာကိုလောကမလောက်ဘူးလို့မဟုတ်ပါဘူးဒါပေမဲ့သူတို့ရဲ့စိတ်ကူးတွေကို တကယ်လက်တွေ့ဖြစ်လာအောင် လုပ်တတ်တယ်ဥပမာတစ်ချိန်ကလျင်ပြန်ဆိုတာစိတ်ကူးရင်ဆန်းဆန်းအရာတစ်ခုပဲဖြစ်တယ်ဒါပေမဲ့လက်တွေ့ကြတဲ့အင်ဂျင်နီယာတွေကအဲ့ဒါကိုတည်ထင်ခဲ့လို့အခုငါတို့တွေလျင်စီလို့ရသွားပါပြီတခါတလေစိတ်ကူးလေးနဲ့နောင်နေဆိုငါတို့တက်အောင်မလုပ်မယ်ညာလုပ်မယ်လို့တွေးပြမှ တကယ်လက်တွေ့ဘဝမှာဘာမှမလုပ်ပဲထန်ဆောင်နေတတ်တယ် ဒါပေမဲ့လက်တွေ့ကြတဲ့လူတွေကတော့ဒီနေ့ကဘာလုပ်လို့ရလဲဆိုတာကိုစဉ်းစားပြီးချက်ချင်းစလုပ်ကြတယ်။သူတို့နေရာထက်ကဘသူကပိုအောင်မြင်မယ်ထင်လဲ။လက်တွေ့ကြတာကိုဦးစားပေးတဲ့အခါမင်းဘဝမှာတည်ငြိမ်မှုတွေရလာမယ်။စိတ်ကူးရင်တာကမင်းကိုစိတ်လုံးစားစရာတွေမျှလင့်ချက်တွေပေးနိုင်တာမှန်ပေမဲ့လက်တွေ့ဘဝမှာဘာမှမဖြစ်လာဘူးဆိုရင်စိတ်ပျက်စရာပဲကျန်တော့တယ်။ဒါကြောင့်မင်းလက်ထဲမှာစိတ္တလေးနဲ့အရင်စားလိုက်ပါ။အမတ်ကြီးတွေကအနောက်ကနေလိုက်လာပါလိမ့်မယ်။ တချို့ကစိတ်ကူအိမ်မက်တွေကဘဝကိုစိတ်ဝင်စားစရာဖြစ်စေတယ်လို့ပြောကြတယ်။ဒါကမမားပါဘူး။ဒါပေမဲ့အဲ့ဒီအိမ်မက်တွေကိုလက်တွေ့ဖြစ်လာအောင်မလုပ်နိုင်ရင်မင်းဘဝကစာအုပ်ထဲကဆက်လန်တဲ့ဘုတ်လိုပဲစိတ်ဝင်စားစရာကောင်းပေမဲ့အပြင်မှာဘာမှမဖြစ်လာဘူး။လက်တွေ့ကြတာကမှမင်းကိုတကယ်အောင်မြင်မှုစီခေါ်သွားနိုင်မယ်။ဒါကြောင့်မင်းဘဝမှာစိတ်ကူးရင်တာကိုလောကမလုံနဲ့လို့မဟုတ်ပါဘူး။အိမ်မက်တွေမဲ့ပါကြီးကြီးကျယ်ကျယ်စိတ်ကူပါ ဒါပေမဲ့အဲ့ဒါတွေကိုလက်တွေ့ဖြစ်လာအောင်ဘယ်လိုလုပ်မလဲဆိုတာကိုအရင်စဉ်းစားပါလက်တွေ့ကြတဲ့ခြေလှမ်းတွေနဲ့စားလိုက်ရင်မင်းရဲ့အိမ်မက်တွေကတနည်းမလက်ထက်မှအမှန်တကယ်ဆီလာမယ်ဆိုတာကိုပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်